ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပြစီဗျာခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြမအစားစာလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားတောက်ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအိမ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြမရိုးရာစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ရတာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲမြမအစားစာတွေမကထိုင်းရိုးရာစားစာတွေကိုလည်းမာယူနိုင်ပါတယ်အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတို့လည်းအဖျော်ရမကများလည်းသုံးဆောင်နိုင်ပါသေးတယ်ဒါတွေမလားဆိုရင်တော့ပဲဟုတ်မလဲဗျာ ဒီအိမ်စားတောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝန်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွေနဲ့စီစဉ်ပေးထားပါသေးတယ်။နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလား။အလဲဗီဇာကလည်းရေရှည်နေလို့ရမယ့်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလား။ AC ကလေးမွေးလို့ဆိုရအောင်စာဖိတ်တွေရှိပါသေးတယ်။နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝန်ဆောင်မှုပါဝင်လေးစိတ်အကျိုးပို့ pickup service လည်းရှိပါသေးတယ်ခင်ဗျာ။ဒီအိမ်စားသောဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီး Icosia Mall ကို BDS နံပါတ်တိုင်းစီုံနဲ့ရောက်မှလည်းဖြစ်ပါတယ် ဒီအိမ်စားသောက်ဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝဝင်ရိုင်မှတ်တိုင်အထိ BDS စီးလာပြီးတော့အိမ်စင်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်းနာကမြင်ရတဲ့ခွန်တော်မူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာဆိုရန်တောင်ငုံတိုက်ပွဲမှာဂေရောကစီရီလာနဲ့တွီးဆုံခဲ့တယ်ဆိုပေမဲ့ရန်နီဖာတေးဘီဆိုတဲ့တင်းကြောင်အသေးကွဲပြီးတော့စီရီလာကိုအဖေတယောက်လိုစိတ်နစ်ပြီးတော့စောင်းရှောက်မယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါရီစီရီလာကိုအမြဲတမ်းမကာကွယ်ပေးနိုင်ဘူးဆိုတာသဘောပေါက်သွားတဲ့ဂေရောကလေ့ကျင့်မှုတွေကိုစတင်ခဲ့ပြီးနက်ဖ်ကာတွေကိုလက်စားခြေလိုစိတ်ပြင်းထန်လို့ ဇေဝလာကစူးစမ်းပြီးတော့တင်ယူပေမဲ့လေဝေချာရီရဲ့ဘဝနဲ့ချီပြီးတော့တင်ယူလာခဲ့ရတဲ့ဒီပညာရီဟာအချိန်တိုရင်းတမြောက်ပြီးကျွမ်းကျင်မှုဆိုတာကအင်မတန်ခက်ခဲလွန်းပါရီဇေဝလာရဲ့ခေါင်းမမှုတွေကိုမြင်တွေ့နေရတဲ့ဂေရောကတော့စိတ်ရှိတီးခံပြီးတော့မှန်မှန်ကန်ကန်လေးကျင်းဖို့ဆုံးမလိုက်ရင်နေရတာစားဖို့အတွက်အနားယူလိုက်ကြပါရီဝေချာလမ်းဘကမီးလောင်ရလေပင် SK တေးရတာဂေရောကြောင့်လို့ဆဆွဲလိုက်ပေမဲ့ဘာမှပြန်မပြောတော့ဘဲ SK ကိုတကယ်တက်သွားရဲလက်ရှိမိစ္ဆာကိုရအောင်ရှာဖို့ဆုံးဖြတ်လိုက်ပါရီ ဆန္ဒခံတွေမှာ SK အလောင်းကိုခွဲစိတ်စမ်းတမ်းရင်းမူလားမိဆာကိုရှာဖို့စူးစမ်းနေတဲ့ Vesimira ကိုဂဲရောကတားလိုက်ရင်လည်း SK ကိုငြိမ်းချမ်းစွာအနားယူခွင့်ပြုချိန်တန်ပြီလို့ပြောလိုက်ပါတယ်တိုက်ပွဲပြီးသွားတာကလည်းတလားကြော်ခဲ့ပြီမလို့သက်ဆူရာကမျောလင်းချက်ကိုဆုံးလို့လိုက်ပြီးတေသွားရီမော်ဆီယာမာရီရဲ့ကပီးမော်ကြောက်စာမှာရန်နီဖိုင်းနမေကိုရေးသွင်းလိုက်ပါတော့လေအိုင်နော်တော့နက်ဖကာစစ်ပွဲအတွက်ရှေ့ဆက်လုံးတင်တဲ့အရာတွေကိုလှုပ်ဖို့မော်ဦးဆောင်အစီအွေခေါ်လိုက်ရင်နဲ့မော်ဆီယာအစ်ထရစ်တိနေရာများရှိမလားလို့မေးလိုက်တယ်ဆိုပေမဲ့ ရှေးရောင်ကြောက်စာတွေလေးလာပြီးလူသားတွေရဲ့အတိတ်သမိုင်းအကြောင်းတွေကိုပဲရှာဖွေနေရကြောင်းတချို့ကိစ္စပါဝင်စီးရီးသတင်းတွေကိုမသိဘူးလို့ဖြေလိုက်ပါရီနောက်ပိုင်းဘရင်တွေသူ့စီလာရောက်ခဲ့ရင်လေစစ်ပွဲတွေကိုဆက်တိုက်ဖို့ပဲဆုံးဖြတ်မှာဖြစ်တယ်လို့လက်ရှိအချိန်မှာလေနတ်ငယ်နဲ့နက်ကာတွေပူးပေါင်းပြီးသူတို့ကိုတိုက်ခိုက်ဖို့စီစဉ်နေခဲ့ကြပါပြီအခုချိန်မှာလုံမှုရယူပြီးတော့နတ်ငယ်တွေကိုမတိုက်ခိုက်ဘူးဆိုလို့ရှိရင်ဆိုရန်တိုက်ပွဲမှာဆုံးရှုံးခဲ့ရတဲ့မော်ဆီယာ၁၄ယောက်ထက်ပိုပြီးတော့ဆုံးရှုံးရလိမ့်မယ်လို့ပြောနေတော့မှမထင်မှတ်တာပဲရန်နီဖာပေါ်လာပြီးတော့ဆုံးရှုံးခဲ့ရတာမော်ဆီယာ၁၃ယောက်ပဲလို့ဝင်ပြောလိုက်ပါတယ် ဒါစီရာကတော့ချိရတဲ့တပင်းမာလီမတိမပြောက်ပြန်ပြီးတော့ပေါ်လာခဲ့လို့ဝမ်းသာသွားပြီမေလီမော်ဆီယာတင်းတော်ရဲ့စီကန်ချက်ရဥပဒေတိုင်းဖြစ်အောင်အစည်းအဝေးကနေရန်နီဖာခဏရှောင်ပေးဖို့ပြောလိုက်တယ်လို့နိုင်ငံရေးကိစ္စတွေကိုစိတ်ကုံနေတဲ့ဒေါ်စီမာအောင်အဲလီရန်နီဖာကလက်ခံပေးလိုက်ပါရီတပတ်မာလီနဲ့ငယ်တွေကဖရန်ဂျီလာနဲ့လိုက်လာပြီးတော့စင်ထရာတိုင်းမီမှာနက်ဖကာရီရဲ့ကိုကြီးစောင်းရှောက်မှုကိုလက်ခံလိုက်ပါရီနဲ့ငယ်လူမျိုးတွေကနက်ဖကာရီဝေပေးတဲ့စားစရာအဝတ်ထည်တွေယူပြီးတော့အေးချမ်းနေရဆိုပေမဲ့ဖီလာဗန်ထရီကတော့လူသားတွေကအတွင်းစိတ်ကနေပြီးတော့ကောင်းကင်ဘူးတာ သူတို့ကမကြုံဘူးတဲ့အတွက်သတိပေးလိုက်တယ်ဆိုပေမဲ့လေ Francesca ကတော့ရေအောင်နှဖျားရီရဲ့အလိုအရ Zendria ကသာနတ်ငယ်တွေအတွက်စစ်မှန်တဲ့အိမ်ဖြစ်ကြောင်းနဲ့လုံခြုံမှုရှိကြောင်းပြန်ပြောလိုက်ပါရီနတ်ငယ်တွေက Nefgai နဲ့ပူးပေါင်းသွားပြီလို့မြောက်ဘက်တိုင်းပြည်တွေမှာသတင်းပြန့်နေရကြောင်းလူသားချင်းချင်းစစ်ပွဲမှာနတ်ငယ်လူမျိုးတွေကအတုံးချခံဖြစ်သွားမှာဆိုရင်ကြောင်း Villa Ventre ကပြောလိုက်တယ်ဆိုပေမဲ့ Estelin ရဲ့လမ်းညွန်ချက်တိုင်းဖြစ်နေတဲ့အတွက်အစိုးရမလုံးမဲ့အေးအေးနေဖို့ Francesca ကပြန်ပြောလိုက်ပါရီကာမွန်မှာလေကောက်ရိုးအယုံနဲ့လေးတင်နေတဲ့စီဝေလာကို လမ်ဘတ်ကိုကိုရင်ကမထီးတတိနဲ့ပြောနေခဲ့လို့ဝီချာရီလောက်တာအကုန်လုံးမယ်လို့ပြောလိုက်ရင်ဝီချာစိတ်သက်လေးချင်ကွင်းစီကိုတွားလိုက်ပါလိဇီဝေလာကလှုံရှားနေတဲ့တိုက်လုံးတွေလေနေတဲ့အချွန်တက်တွေကိုကြည့်ပြီးတော့စိတ်ပိုင်းဖြတ်ကစင်ပေါ်တက်လိုက်ပါတော့လေဒါပေမဲ့လေဒေါသများနေတဲ့စီဝေလာကတိုင်လုံးတွေနဲ့ရိုက်မိပြီးတော့ပြုတ်ကျလာခဲ့သလိုနန်းတော်တွေမှာကဘာမှမတက်တဲ့ကလေးမတယောက်လိုမျိုးလမ်ဘတ်တို့ကလောင်ပြောင်နေခဲ့လို့နောက်တခါစင်ပေါ်ထက်တက်သွားခဲ့ပါလိဂေရိုနဲ့ဗက်စီမီရာတို့က SK ရဲ့အလောင်းကို ဒေါခွေးအစာကျွေးတဲ့ဂူရှိယာကိုယူလာခဲ့ပြီးတော့ခြာထားလိုက်ရင်မိစ္ဆာမျိုးစိတ်တွေတရေပြောင်းလာတာထူးဆန်းတဲ့အကြောင်းပြောနေခဲ့ကြပါရီဇက်စီမီယွာကပြောရမယ်ဆိုလို့ရှိရင်တော့ဒီဝစ်ချာရီအားလုံးရဲ့ဆရာလူတစ်မျိုးအဖေလူတစ်ဖုံဖြစ်နေခဲ့တာကြောင့်မလို့သူတို့အားလုံးကိုတာသမီတယောက်လိုမျိုးအမြဲတမ်းချစ်ခဲ့တာပါဒါပေမဲ့အခုချိန်မှာတော့တားတယောက်ဖြစ်တဲ့ SK ကိုတရေပြောင်းလက်ရှိတက်လိုက်တဲ့ကိစ္စမှာအတော်လေးကိုစိတ်ထိခိုက်နေရပါတယ်။ဘာပဲပြောပြောဒါကဝစ်ချာအားလုံးနဲ့မှာအတော်ဆုံးနှစ်ယောက်ဖြစ်တဲ့ Vesimira နဲ့ Gero တို့ကအကြောင်းရင်းမှန်ကိုသိအောင်ဖော်ထုတ်ကြဖို့ဆုံးဖြတ်ချက်ခြားထားခဲ့ကြပါပြီ။ အစည်းအဝေးကနေကလစ်ထွက်လာပြီးတော့မော်စွမ်းအားတွေကိုပြန်လဲရရှိဖို့ကြိုးစားနေတဲ့ရန်ဒီဖာနာကိုဒဲရစ်မေရီကိုကဆာရီနာနဲ့အတူတူတခြားအသက်ရှင်ကြံခဲ့တဲ့မော်ဆီယာမတွေရောက်လာခဲ့လို့ရန်ဒီဖာကမော်စွမ်းပျောက်သွားတာကိုဖုံးကွယ်ထားပြီးတော့အကုန်လုံးနဲ့ AC စကားပြောနှုတ်ဆက်လိုက်ပါရီအကုန်လုံးပြန်ထွက်သွားတဲ့အချိန်မှာနှစ်ယောက်တည်းကြံတော့မှပဲမီးလောင်အမာရွတ်ကြောင့်စိတ်ဆင်းညူနေတဲ့ဒဲရစ်မေရီဂိုးစတရက်တက်စီရာစီမှအမာရွတ်ပျောက်စီပေါ်ခိုင်းလိုက်မယ်လို့ရန်ဒီဖာကဂရီပေးလိုက်ပါရီဒီတစ်ဖက်မှာလည်းစထရစ်ဂေဘောကမော်ဆီယာရီအားလုံးကိုစူးစီးလိုက်ပြီးတော့ အတိတ်တုန်းကနတ်ငယ်သွေးနော်မော်ဆီယာမဖော်ကာကြောင့်မလို့မော်ဆီယာရဲ့ဘဝပြက်ခဲ့ရတဲ့ပုံကိုပြန်ပြောပြရင်းနဲ့သွေးနော်တယောက်ဖြစ်တဲ့ရန်နီဖာကိုဆန့်ကျင်ရမယ်လို့ထပ်ပြောပြီးတော့ဖော်ကာဖြစီခဲ့သမျှသူကိုယ်တိုင်ကြုံခဲ့ရတဲ့တသက်တည်းအဖြစ်မော်ပညာနဲ့ပြန်ဆက်ထားတဲ့သူ့ရဲ့လက်နက်ဖက်အစစ်မှန်ကိုပြလိုက်ပါ ori စရိတ်ကေဘောကတော့ပြဿနာအိုးရီလို့မြင်နေတဲ့ဖီဂါ4နဲ့ချက်စီရာကိုခေါင်းဆောင်ဖြစ်ကနေပြီးတော့ဖြုတ်ချချိန်နေကြတာပါဒီဘက်မှာလည်းကလမခြေရောက်မျက်ခြေရောက်အော်ရင်းနဲ့လေးကျင်နေတဲ့စီရီလာကတော့ကျူးစားမှုကြောင့်မလို့လှုပ်ရှားနေတဲ့တိုင်လုံးတွေကိုကြုံနိုင်ခဲ့ပေမဲ့ လေနေတဲ့စူးကြုံသွားရေးကြောင့်မလို့သွေးထွက်တဲ့အထိဖြစ်ကပြန်ပြုတ်ကျလာခဲ့ပါတယ်။စင်ထရာတိုင်းမီမှာနေတငယ်ရီတနည်းတခြားပုံပုံများလာခဲ့လို့လူများရဲ့ချီးမြှားရေးဆိုလိုပဲစစ်သူကြီးတယောက်ဒေါသကြီးထွက်နေခဲ့ပါပြီ။အဲခေါင်းဆောင်ဖရန်ဂျီလာကမီလီယံဖြူလက်ခံထားတဲ့အတွက်အဖြေတစ်ခုခုတွေးလာမှာပဲလို့စစ်သူကြီးကိုချွေးသိမ့်လိုက်ပါသေးတယ်။အလုံးမာကြီးဖရန်ချက်စကာရောက်လာခဲ့လို့ဟေးလူကြီးတိုင်မီရအောင်လို့ပြောလိုက်ရင်စားစရာနေရာလဲပေးထားပြီးတော့အိုင်းနေလဲပြည့်နေပြီမလို့စစ်တိုက်တဲ့နေရာမှာအကူအညီပေးဖို့အတွက်ဖရန်ဂျီလာပြောလိုက်ပါသေးတယ်။ ိုရီယာဝင်းယုံအနက်နဲ့နက်ကစစ်သားတွေမြင်တာနဲ့ကဘာကိုဖျက်ဆီးမဲ့လူတွေလို့မြင်နေကြပေမဲ့သူတို့ရဲ့တကယ့်ရည်ရွယ်ချက်ကလူတွေကိုလွတ်မြောက်ဖို့နဲ့အေဂျင့်မှုကိုရရှိအောင်ကူညီခြင်းနဲ့စေတနာကိုနားလည်မှဖြစ်မှာလို့ပြောပြီးတော့ Francesca တောင်းဆိုနေတဲ့နက်တငယ်တွေကိုကာကွယ်ပေးပါမယ်ဆိုတဲ့ကတိကိုပေးလိုက်ပါတယ်။ Reniva အချုပ်ခန်းထဲမှာ Nefka စစ်သူကြီးဂဟတ်အဖမ်းခံထားတာကိုတွေ့လိုက်ရလို့လောင်ပြောင်နေခဲ့တယ်လို့ Reniva ရဲ့ငေဘွားကိုပြန်ဖော်ပြီးခနဲလိုက်တဲ့ဂဟတ်ကြောင့်မလို့ဆ ्याम မကြီးလည်းဒေါသကြီးထွက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Street Gable ရောက်လာပြီးတော့ မော်ညွက်ကအချင်းထောင်နဲ့ဖမ်းလိုက်ပြီးတော့ရန်နီဖာကြုံခဲ့ရသမျှမှတ်ဉာဏ်တွေကိုမော်ပင်ရန်နဲ့ကြည့်လိုက်တဲ့အခါမှာတော့နက်ကအချင်းသားကနေနတ်ငယ်တိုင်းပြည်ထိရောက်လာခဲ့သမျှအကုန်လုံးကိုရှာတွေ့သွားခဲ့ပါတယ်။အဲ့လိုမျိုးနှိမ့်ဆက်ပြီးတော့မှတ်ဉာဏ်တွေကိုကြည့်နေတုန်းမှာတစီရာရောက်လာပြီးတော့တိုက်ခိုက်လိုက်ရင်းနဲ့အချင်းကြီးတစ္ဆာဖောက်မှုအတွက်ဂါမိုဟန်ကိုရုံးတက်စစ်ဆီးခံရမယ်လို့စရစ်ဂေဘောကိုပြောလိုက်ပါတယ်။ဂါမိုဟန်ကိုဂေရိုနဲ့ဗက်စီမီရောကိုပြန်ရောက်လာတဲ့အချိန်မှာတော့ဆီယာမိုင်းစီရယ်လာတယောက်၄ချိန်ခွေးမှာအပြင်းထန်၄ချိန်နေခဲ့သလိုဂေရိုကိုမြင်လိုက်ရလို့အားတက်သွားပြီးတော့အတားအဆီးတွေကိုစိတ်အေးအေးနဲ့ကြော်လွားနိုင်ခဲ့ပါတယ်။ အန်ဒီအမျိုးတွေအတားဆီးအကုန်လုံးကိုကျော်လွှားနိုင်ခဲ့ပြီမြေဘန်းနိုင်ရောက်မှမတ်တက်မရနိုင်ပေပြုတ်ကျခဲ့တာကြောင့်စီရယ်လာဒေါသထွက်သွားပြီမြေဂေရောကအနားယူဖို့ပြန်ခေါ်လာခဲ့ပါရီအရီဒူဇာမှာမော်ကုံယုံဖွင့်ပြီးတော့စရစ်ဂေဘောကိုစစ်စင်းနေကြတယ်လို့ရန်နီဗာနက်ကစစ်တုံးပန်းဖြစ်ခဲ့တဲ့ပြင်လမ်းငယ်တိုင်းမိမှာပါအဖမ်းခံခဲ့ရပြီမြေအေးစစ်စစ်ပြန်လွတ်လာခဲ့တာဟာရိုးသားမှုမရှိနိုင်ဘူးလို့စရစ်ဂေဘောကပြန်လည်ခြေပလိုက်ပါရီတရှူဖြစ်နေခဲ့ရင်အကုန်လုံးဂန်းကုန်ကြမှာမလို့စရစ်ဂေဘောပြောတာကိုသဘောတူလိုက်ကြပြီးတော့ရန်နီဗာတရှူဟုံးမဟုတ်စမ်းသပ်ဖို့အတွက် နက်ဖကစစ်သူ၏ဂဟတ်ကိုကောင်းဖြတ်တက်ခိုင်းရမယ်လို့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါ ರಿ အများသောဘောနဲ့ဆုံးဖြတ်ရတဲ့ဆုံးဖြတ်ချက်ကိုတက်စီရောကပြောပြပေမိ့ရန်နီဖာရောအပြစ်မရှိကြောင်းပြဖို့လူတက်ရမယ်ဆိုရင်မတက်ဘူးလို့ညင်လိုက်ပါ ರಿ တခြားတစ်ဖက်မှာလည်းလူတက်နိုင်မှုအတွက်မှော်စွမ်းအားတွေမရှိတော့တာကိုလည်းဝန်ခံခြင်းခဲ့ပါဘူးရန်နီဖာရောအစွမ်းနေပြန်လေရအောင်အမြဲကြိုးစားပြီးရှာနေမှာပဲလို့ပြောကထွက်လာခဲ့ပါ ರಿ ညနေပိုင်းမှာထွက်ပြေးဖို့လုံနေတဲ့ Randy Farsi ကို Israel ရောက်လာပြီးတော့ Strike Boy ရဲ့လူတွေကညဘက်ကင်းဆောင်တာမလို့ထွက်မပြေးသေးဖို့တားလိုက်တယ်လို့ ဖတ်သွားခဲ့ရင်လည်းပြဿနာမရှာဘဲအေးစေးစေးလစ်သွားဖို့အတွက် Renivar ရဲ့စိတ်ကိုသိနေတဲ့ Itrick က3ပြီးခဲ့ရပါသေးတယ်။အဲဒီအချိန်မှာတော့ Renivar ကတုတ်ထဲမှာတွေးခဲ့တဲ့အိမ်လေးတွေကအဘွားရဲ့ဇကားတွေကိုပြန်လေကြားရောက်မိရင်မော်စွမ်းရီပြန်ရဖို့အပေးယူကိစ္စလုပ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ကာမိုဝမ်မှာစီရီလာကိုစီးထည့်ပေးနေရင်အလောတကြီးမလုပ်ဖို့သူ့ဘွားမှာတိုက်ခိုက်ရေးကျွမ်းကျင်တဲ့သူတွေကိုတွေးခဲ့ဘူးပြီးတော့အကုန်လုံးကတင်းညိုင်းကုန်အစိုးရရောက်သွားကြတာပဲ။ဘာလို့လို့တောင်းဝန်သင့်ဦးမယ်လို့ရမယ်လို့ဆုံးမနေတော့မှစီရီလာတယောက်စိတ်တူပြီးတော့ထားထွက်သွားခဲ့ပါတယ်။ အခန်းထဲမှာရှိနေတဲ့တင်းမြစ်စတစ်ခုကိုမတင်ငါလို့ဆွဲထုတ်လိုက်တဲ့အခါမှာတော့လက်ရှိမိစ္ဆာရဲ့နှွေးပင်တစ်ခုကစီရလာခြုံတွေကိုရစ်ပတ်ထားတာတွေ့လိုက်ရလို့အန်ရရှိနေပြီဆိုတာရိမ်မိခဲ့ပါတယ်။နောက်တနေ့မှာတော့ဂေရော့ကဝတ်စုံအပြည့်ဝတ်ပြီးတော့စီရလာကိုတုံးထဲကိုခေါ်သွားခဲ့ရင်အိမ်မက်ကြောင်တေချာစဉ်းစားခိုင်းလိုက်ပါတယ်။သူ့မိတော်ကလည်းဒေါသအရန်ထွက်လာချိန်မှာစွမ်းကြီးမရဲ့မှော်ပညာနိုးလာခဲ့ပြီးတော့နန်းဆောင်တစ်ခုလုံးဖျက်ဆီးခဲ့ဘူးတော့သိနေတဲ့ဂေရော့ကသတိထားဖို့ပြောနေတော့မှပဲစီရလာကသူ့ကျူမြင်ခဲ့ရတဲ့နေရာနောက်ရောက်နေပြီလို့ပြောရင်းနဲ့လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ လက်တပတ်ပြက်နေရဲ့လက်ရှိမိစ္ဆာကောင်တွေ့လိုက်ရပါတော့တယ်။ကေရောလည်းမိစ္ဆာကိုအသေးအံတိုက်ခိုက်နေရင်အဲဒီမိစ္ဆာကတင်းမြစ်တွေနဲ့စီဝဲလာကိုဆွဲခေါ်နေလို့နောက်ကိုပြေးလိုက်လာပြီးတော့အမြစ်တွေကိုဖျက်ပြလိုက်တဲ့အချိန်မှာပဲလက်ရှိမိစ္ဆာရဲ့နောက်ကနေနောက်ထပ်ပိုးကောင်မိစ္ဆာတစ်ကောင်ပေါ်လာပြီးတော့လက်ရှိမိစ္ဆာကိုနှစ်ချမ်းခွဲတပ်ပစ်လိုက်ပါတော့တယ်။မိစ္ဆာပိုးကောင်ကကေရောကိုတုံးထုတ်ပြီးတော့အတိမတက်ပဲစီဝဲလာရဲ့အနောက်ကိုပြေးလိုက်သွားပါတော့တယ်။စီဝဲလာလေးပြင်းနဲ့တောင်ကြားတစ်ခုရောက်တဲ့ခါမှာအယုံကြည်ရာဆုံးကကေရောတယောက်ပဲဖြစ်တာမလို့ သူ့ကိုယ်သူငားစာလို့များပြီးတော့ဂဲတော့ကိုကြီးတိုက်ခိုက်မယ်လို့ဆုံးဖြတ်လိုက်ရင်နေပိုးကောင်မင်းအောင်ရက်ပြလိုက်ပါလေမိစာပိုးကောင်ကလည်းစီဝေလောက်အမြင်နာနဲ့တဟုံထိုးပြီးတော့တိုက်ခိုက်ဖို့ပြေးလာချိန်မှာဂဲတော့ကတောင်ပေါ်ကနေခုံချပြီးတော့ပိုးအောင်ရဲ့ကောင်းကိုဖျက်ပလိုက်ပါတော့လေစီဝေလာလည်းစိတ်အေးသွားပြီးတော့ဂဲတော့ကိုအမြင်နဲ့သူယုံကြည်ရတဲ့အကြောင်းအပါပြောလိုက်ပါတော့လေရီဒူစာမှာမြောက်ပိုင်းတိုင်းပြည်နှစ်ခုဖြစ်တဲ့သမေရီယာနဲ့ရီဒီနီယာတိုင်းပြည်ကဘီအင်းနေနဲ့ကိုရန်တော်ရီဟာဆိုရန်အောင်ပွဲအတွက်ဂုံပြူဖို့ရောက်နေကြသလို မော်တင်းတော်ကအောင်ပွဲအတွက်စစ်သူကြီးဂဟတ်ကိုကောင်းပြတ်တက်ဖို့စီစဉ်ထားခဲ့ကြပါရီအဲနောက်တော့ဂဟတ်ကိုကျိုးတို့ခေါ်လာပြီးတော့ထက်စီရွာကပွဲစတင်ဖို့အစီအစဉ်လိုဖတ်ပြနေပါရီပြီးတော့မှ figure 4ကဂဟတ်ကိုကောင်းပြတ်ဖို့ Randy Fowl ခေါ်လိုက်ပါရီကောင်းပြတ်ဆက်ပေါ်မှာလေဆင်းနေတဲ့ဂဟတ်ကိုတေးချာကြည့်ပြီးမှဓာတ်နဲ့ကျိုးတွေကိုခုတ်ဖြတ်ကထွက်ပြေးသွားခဲ့ပါရီကဲကလေးရန်နီဖာပြည့်ရဲ့နောက်ကိုလိုက်လာခဲ့တာကြောင့်မလို့မြင်းမော်တင်ခေါ်ပြီးတော့နှစ်ယောက်သားကအရီတူစားနဲ့ထွက်ပြေးရင်ဇလန်တစ်ပိုင်းလည်းပြီးဆုံးလို့သွားခဲ့ပါ ਉ ။ The Witcher Season 2 Episode 4ရဲ့နောက်မှာတော့ Serial ကိုပုံမှန်ထပ်ပို့ပြီးတော့လေ့ကျင့်ရေးတွေအမဲလိုက်နီးပညာတွေကိုသင်ပေးနေခဲ့သလိုစိတ်တက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်ပါသင်ကြားပေးရင်းနဲ့ယုံကြည်မှုရှိဖို့နဲ့ဆုံးဖြတ်ချက်ခိုင်မာဖို့ပါ Gero ကလမ်းညွှန်ခဲ့ပါရီတဲမှာတော့ Gero နဲ့ Serial တို့တိုးထဲမှာအမဲလိုက်နေကြတော့ Terris Mary Go ကကာမွန်ဟန်အားထိရောက်လာချိန်နှစ်ယောက်သားစုံမိသွားခဲ့ပါရီကာမွန်ဟန်လိုနေရာမျိုးမှာမိန်းကလေးရှိနေအောင်တွေ့ရပြီးနှစ်ယောက်စလုံးအန်အောသွားကြပြီမြေ Mary Goose ကပဲ Serial အထင်မလွဲအောင်ရှင်းပြလိုက်ရပါတယ်။အဲနောက်တော့ Terris Mary Goose က Serial ရဲ့မျက်နှာမှာရှိတဲ့ချော်လေးလို့ရလာတဲ့ဒဏ်ရာကိုမော်ဂါလာနဲ့ကူပေးလိုက်ပြီးတော့အပြန်အလှန်မိတ်ဆက်လိုက်ကြပါတယ်။ဂေရိုကလည်းအဲ့ချိန်မှာတဝက်တကောင်ထမ်းပြီးတော့ရောက်လာခဲ့လို့နှုတ်ဆက်လိုက်ကြရင်လည်းကာမိုန်စီကိုပြန်လာခဲ့ကြပါတယ်။ဂေရိုပေါ်မှာ Mary ကြည့်နေတဲ့အကြည့်တွေကိုမိမချင်းရိပ်မိပြီးတော့ဂေရိုနဲ့ Mary တို့ကဘလို့စတွေ့ခဲ့လဲဆိုတာကို Serial ကမေးလိုက်တာအကြောင်းမလို့ဒါမေးပြီးရပြင် Fortress ရဲ့တမိကိုကယ်ရင်းနဲ့မိတ်ဆွေဖြစ်ခဲ့ကြတဲ့အကြောင်းစုံကိုပြန်ပြောပြလိုက်ပါတယ်။ အရကမ်းမှာတော့မြောက်ပိုင်းနေမြေရဲ့ရီဒီနီးယားတိုင်းပြည်မှာနတ်တငယ်တွေကနက်ဖကအင်းနဲ့ပူးပေါင်းနေဆိုတဲ့သတင်းကြောင့်တိုင်းပြည်မှာရှိသမျှနတ်တငယ်အကုန်ဖန်ဆီးနှိမ့်ဆက်ခံနေကြပါရီရီဒူဇာမှာလုတ်တဲ့ကွမျက်ပွဲကနေစစ်သူကြီးဂဟတ်ကိုတက်ရမယ့်ရန်နီဖာကမတက်ဖိနဲ့လှုပ်ပေးပြီးတော့နှယောက်ပေါင်းပြီးထွက်ပြေးလာခဲ့ရင်ရီဒီနီးယားတိုင်းပြည်ကိုရောက်လာခဲ့ကြပါရီရီဒီနီးယားကတဆင့်နက်ဖကပိုင်းနဲ့နေမြေဖြစ်တဲ့စင်ထရာတိုင်းပြည်ကိုသွားဖို့လမ်းကြောင်းရှာနေကြရင်ရီဒီနီးယားရဲမှတ်တွေကနတ်တငယ်လူမျိုးတွေကိုဖမ်းပြီးနှိမ့်ဆက်နေကြတဲ့မြင်ကွင်းတွေကိုချောင်းကျိနေခဲ့ပါရီ အဲနောက်တော့ဘယ်သူမှမမြင်အောင်ပြန်ထွက်လာတဲ့အချိန်ငှက်အုပ်လိုက်ပြန်လာပြီးတော့အနာရောက်တဲ့ခါမှာတော့ဆာရွက်တွေဖြစ်ပြောင်းလဲသွားတာတမျိုးလုံးပြန်ကျေးကျလာခဲ့ပါလိမ့်ရနီဗာလည်းဆာရွက်ကိုကောက်ပြီးတော့ကြည့်တဲ့ခါမှာတော့သူနဲ့ဂဟက်ကိုအရီဒူဇာမော်တင်းတော်ကဖန်ဝရန်ထုတ်ထားတဲ့ဆာရွက်မှန်တိသွားပြီးတော့လူရင်းမမြင်အောင်ပုံနေလိုက်ရပါလိမ့်ရီဂျီနီယာနန်တို့မှလည်းဘရင်ကယုံကြည်ရတဲ့ဧည့်သည်ညောင်းတဲ့စကားပြောနေတော့ဘရင်ရဲ့အကြံပေးဒိစ်ထရာကပေါ်လာပြီးတော့ဧည့်သည်အမျိုးသမီးကိုဓာတ်နဲ့ပောက်တက်လိုက်တယ်လို့အရက်ခွက်ကိုနောက်ထပ်တစ်ယောက်ကိုတောက်ခိုင်းလိုက်တဲ့အချိန်မှာတော့တခါရက်အစိတ်မိပြီးတည်သွားခဲ့ပါတယ် အဲဒီတော့မှပဲဘီရင်ကြီးကလည်းယုံကြည်ရတဲ့လူတွေရဲ့တစ္ဆာဖောက်မှုကိုတွေ့သွားပြီးတော့တုံ့လုံသွားပါတော့တယ်။ဒစ်စထရာက CIA style နဲ့ဘီမကလန်တီမသိမ့်ပိုက်နိုင်တဲ့စင်ထရာတိုင်းပြည်ကိုပွဲလန်တော့ဖျားခင်းသိမ့်ပိုက်ဖို့အကြံပြုလိုက်တယ်လို့လက်တငယ်ရင်းနဲ့ Nefgar ကိုရန်တိုက်ပေးပြီးအကွက်ဆင်မဲ့အကြောင်းကိုပါရှင်းပြလိုက်ပါရီ။သူတို့ပြောနေရတဲ့အားလုံးကိုမော်လင်းယုံငှက်တကောင်ကစောင့်ကြည့်နေခဲ့ပြီးဒစ်စထရာကတွေ့သွားခဲ့လို့လင်းယုံငှက်ကိုတေးချကြည့်ပြီးတော့မှခေါ်ထားလိုက်ဖို့ဘီရင်ကိုပြောလိုက်ပါရီ။ ကာမောဟမ်မှာညသာစာရင်စီဝေလာရဲ့မော်စွမ်းတွေထိန်းချုပ်နိုင်အောင်တင်ပြပေးဖို့ဗက်စီမီရာနဲ့တိုင်ပင်ပြီးမေရီကိုလမ်းခေါ်ရတဲ့အကြောင်းဂေရိုကရှင်းပြလိုက်ပါတယ်။မေးချိန်သေးတဲ့စီဝေလာတော့ကိုရင်နဲ့တိုက်ခိုက်ရေးလေးခြင်းမှုထပ်သွားခဲ့ပါတယ်။ရီဒီနီယာတိုင်းပြည်မှာလည်းစစ်သူကြီးဂဟန်နဲ့ရန်နီဖာရိုကလူရီမမြင်အောင်ရှောင်ပုံးနေကြရင်ရဲမတယောက်ကတွေ့သွားတဲ့အတွက်ပြန်တိုက်ခိုက်နေကြပါတယ်။အဲဒီနောက်မှာတော့ရန်နီဖာရိုကလည်းနောက်ထပ်ဘယ်သူမှမတွေ့တော့အောင်မြေရောက်လိုင်းကောင်းရေစိုးမြောင်းနဲ့ဆင်းသွားလိုက်တော့မှပဲလက်တငယ်တယောက်ကဂဟတ်ကိုဓားနဲ့ထောက်ထားလိုက်ပါ ወ ရီ ရန်နီဖာအနေပြုဖို့လာတာမဟုတ်ဘူးလို့ရှင်းပြနေတော့ဂဟက်ကတော့ဓာတ်နဲ့ထောက်ထားတဲ့နတ်ငယ်အဖိုးကိုပြန်ပြီးတော့တိုက်ခိုက်လိုက်ပါ ore အဲဒီအချိန်မှာဆွန်ဝါနတ်ငယ်ကရန်နီဖာကိုတေးချကြည့်ပြီးတော့ဝရန်ပြည့်ဖြစ်ကြလို့သူတို့အတွက်အနေမရှိတဲ့အကြောင်းခြေရလက်အနေရှင်းပြလိုက်ပါ ri အဖိုးကြီးကလည်းဆန်ပိုက်ပါလို့ခေါ်တဲ့လူဟာရီဒီနီးယားမှာဒုက္ခရောက်နေတဲ့နတ်ငယ်တွေကိုတင်းမောပေါ်ခိုးတင်ပြီးဇင်ထရီယောရောက်တော့အောင်ပို့ပေးနေတဲ့အကြောင်းရှင်းပြအကြောင်းရန်နီဖာကလည်းလိုက်သွားကြဖို့တဲ့စီစဉ်လိုက်ကြပါ ri ရေစိုးမျောင်းထဲမှာရေပွဲမိစ္ဆာရဲ့တကောင်ကူးသွားတာကိုရန်နီဖာတို့သတိမထားမိဖြစ်သွားခဲ့ပါ ri ကေရောကစီရလာရဲ့အမေပါဗတာရဲ့မော်အစွမ်းအကြောင်းပြောပြရင်စီရလာစီကိုလည်းမျိုးရိုးလိုက်နိုင်တဲ့အကြောင်းမေရီဂိုးစ်ကိုပြောပြလိုက်ပါရီမွေးရပါမော်ပညာပါလာတဲ့လူတွေမှာ မော်ပညာရဲ့ chaos နိုးထလာတဲ့အချိန်ဆိုတာရှိလို့ပထမဆုံး chaos အစွမ်းပေါ်လာတာဘယ်တော့မှလေလို့ကေရောမေးပါရီစွမ်းရည်လို့သတိမထားမိပေမဲ့အနာဂတ်ကိုကြိုမြင်ပြီးတော့လရှိမိတ်ဆောင်နဲ့ဖြစ်တဲ့ပြဿနာတွေလည်းရှိရလို့ရှင်းပြရင်စမ်းသပ်မှုလုပ်တဲ့အခန်းစီကိုမေရီဂိုးစ်ကိုခေါ်သွားခဲ့ပါရီစမ်းသပ်ခန်းလေးကိုရောက်တဲ့အခါမှာတော့ကေရောက သူဖြတ်ယူလာခဲ့တဲ့မိစာပိုးကောင်ရဲ့ခေါင်းအောင်ပြပြီးတော့သူတို့ရဲ့ဝေချာတက်တန်းတစ်လျှောက်တစ်ခါမှမတွေ့ဘူးတဲ့မိစာမျိုးဖြစ်တဲ့ပြင်မိစာပိုးကောင်ကစီရယ်လာကိုဖမ်းဖို့ကြိုးစားခဲ့တာကြောင့်တတိပြောင်းမော်ပညာရရှိမရှိမေရီကိုစမ်းသက်ကြည့်ပြီးတောင်းဆိုလိုက်ပါရီမေရီဂိုးစ်ကလည်းမိစာပိုးကောင်ရဲ့ခေါင်းကအသားစားတစ်ခုကိုယူပြီးတော့မော်ပညာအစွမ်းနေနဲ့ရုတ်ဖက်ပြီးတော့ဖမ်းမောင်းကြောင်တစ်ခုထဲမှာထည့်လိုက်ပါရီတတိပြောင်းမော်ပညာဆိုရင်အသားစားရဲ့ရုပ်ကျွင်းကလင်းနေလိမ့်မယ်လို့ရှင်းပြလိုက်ပါရီလမ်းရောက်တဲ့အခါ ဂေရိုနဲ့ရန်နီဖာရူရဲ့ပတ်သက်မှုတွေကိုမသိတဲ့မေရီဂိုးစ်ကတညလုံးသူနဲ့နေပြီးဖို့တောင်းဆိုလိုက်ပါတယ်။ဂေရိုကတော့အာသဝေါကုံခန်းလေးလို့တောင်းဆိုမှုကိုညှိလိုက်ရင်အခန်းကိုပြန်လာခဲ့ပါတယ်။ဟွန်းဒီကောင်ကရခိုင်မဟုတ်လို့ရခိုင်သားဆိုရင်တော့ကောက်ကောက်ပေါင်းလိုက်သွားပြီ။အဲတော့နောက်ထပ်ရီဒီနီယာမှာလည်းပဲဒီရန်နီဖာရူကရေစိုးမြောင်းတိုင်းလှေရှိရာစီကိုသွားနေတော့ရေထဲကမိစ္ဆာတကောင်ကသူတို့အားလုံးကိုတိုက်ခိုက်နေလို့ဘာလို့အမှန်မသိပြေးမိပြေးရပြေးကြပါဦးလေ။ အပြင်ရောတဲ့ခါမှာ Renifa ကအကြောက်လွန်ပြီးတော့တောင်စီရီမီကပြောချင်တာတွေကိုရှောက်ပြောနေလို့ Renifa ရဲ့မော်စွမ်းတွေပျောက်ဆုံးသွားရဆိုတာတီးသွားကြပါတော့လေ။လေနာကနတ်ငယ်တွေပုန်းခိုရာစီကိုရောက်တဲ့ခါမှာ Renifa ကထွက်ပြေးနေတဲ့နတ်ငယ်အဖိုးကြီးကိုအောက်တန်းစားတယောက်လိုအပြစ်တင်နေပါရီ။အဲဒီအချိန်မှာပဲတချင်းတဲ့ဆန်းပိုက်ပါဟာသူ့ရဲ့မိတ်ဆွေ Jessica ဖြစ်နေမှန်းတီးသွားခဲ့ပါရီ။ Jessica ကဂေရုံးနဲ့လမ်းခွဲထွက်လာပြီးရဲ့နောက်ပိုင်းအရင်ပုံစံအတိုင်းနေလှည့်ကတချင်းဆိုရင်ဖျက်ဆီးနေခဲ့တာပါ။ခန်းစားချက်တွေက နာကျင်နေသောနှလုံးသားမှာဆိုပြီးတော့ဖြစ်နေခဲ့လို့ထွက်လာတဲ့သချင်းတွေကလည်းအလွမ်းမမပန်းမမတွေဖြစ်နေခဲ့ပါရီ Redania နန်တော်တွေမှာဘရင်အကြံပေး Daystra ကတယောက်တည်းအရက်တောက်ရင် Central သိမ့်ပိုက်ဖို့ဆိုရင် Amira အကြောင်းသိထားမှအကွက်ချကြံစီလို့ရမှာဖြစ်လို့ Million View Amira အကြောင်းစုံစမ်းမှုလင်းုံငှက်ကိုစကားပြောနေပါရီ Central ကိုတချို့လူဖို့အကြံရသွားလို့သူတို့ဖန်ထားတဲ့နေငယ်ကြီးတွေကတယောက်ကိုရွေးဖို့ Daystra ကသူ့ရဲ့တပည့်တယောက်ကိုအချုပ်ခန်းစီကိုလှုပ်ပြီးတော့ လက်ငယ်တယောက်ကိုခေါ်ခိုင်းလိုက်ပါတယ်။ဒေးစရာရဲ့တပည့်ကအချုပ်ခန်းထဲမှာယူနေရင်းစီဝေလာနဲ့ဘရူကီလွန်တောကထွက်လာပြီးနောက်လမ်းခွဲထွက်လာတဲ့ဒါရာကိုခေါ်ထုတ်သွားခဲ့ပါတယ်။ကောင်းမွန်မှာဂေရော့တ်နဲ့မေရီဂိုးစတိုးကမနက်စာစားနေတော့မှာစီဝေလာရောက်လာခဲ့တယ်လို့ဇန်သက်ခန်းထဲမှာမော်ပညာရီတင်မိမယ်လို့ပြောလိုက်ပါတယ်။ကိုရင်နဲ့လမ်းဘော့တို့ရောက်လာပြီးတော့မင်းညာတော်ကလေးချင်းအကြောင်းတွေကိုပြန်ပြောရင်းလှောင်နေခဲ့လို့မေဂိုးစ်ကစိတ်တန်ရမပေးဖို့ပြောရင်းတားလိုက်ပြီးစန်းသက်ခန်းစီကိုထွက်လာခဲ့ကြပါရီ။ဓာခွဲခန်းနဲ့ရောက်တဲ့အခါမေရီဂိုးစ်လှုပ်ထားတဲ့ အကင်ဖန်မောင်းကြောင်အချိန်ပြည့်သွားလို့ဖွင့်ချလိုက်တဲ့အခါရုပ်ကျွင်းအမုံတွေကအယောင်တောက်ပနေရကြောင်းမလို့မော်ပညာနဲ့လှုပ်ထားတာမရှိဘူးဆိုပေမဲ့ stale site တတုပါနေတာထူးဆန်းနေလို့ပြောလိုက်ပါရီလက်ရှိမိစ္ဆာရဲ့အကျဉ်းဉဏ်တွေကိုစစ်ဆေးလိုက်တဲ့အခါမှာလေ stale site တတုတွေကိုတွေးလိုက်ရလို့ monolith အထိမ့်မဲ့ကြောက်တုံးမှာပဲရှိတဲ့တတု dressing ကမတူညီတဲ့မိစ္ဆာနှမျိုးစီမှာရှိနေကြတာပါတို့နှစ်ကောင်လုံးကတဏီယာတွေကထွက်လာလို့လေဖြစ်နိုင်ပါရီစီဝေလာကတော့ monolith အထိမ့်မဲ့ကြောက်တုံးလို့ကြားရနေတွေးဝေသွားခဲ့လို့ ဂေရော့ကအမှန်တိုင်းပြောဖို့တောင်းဆိုလိုက်ချိန်မှာတော့ဖုံးကွယ်မထားတော့ပဲစင်ထရာအသိန်းခံရတော့ကအကြောက်လုံးပြီးအော်လိုက်လို့မိုနိုလစ်တစ်ခု꿰သွားတဲ့အကြောင်းပြောပြလိုက်ပါတယ်ဆယ်ဆိုင်အမုံတွေကိုထိလိုက်ချင်းရုတ်တရက်တစ်ခုခုအပူးကက်ခံလိုက်ရတယ်လို့ဖြစ်သွားခဲ့ပြီးတခြားကဘာတစ်ခုကကဘာပြက်အမဲလိုက်မိုးဆူးခေါင်းဆောင်ရဲ့ခေါတန်ကိုကြားလိုက်ရပြီးတော့လဲကျသွားပါတော့တယ်ဆီရယ်လာသတိပြန်ရလာတဲ့အခါမှာအိယာရဲရောက်နေပြီးဂေရော့နဲ့မေရိုးကထိုင်းဆောင်နေကြပါတယ်မိုနိုလစ်တွေဟာကဘာရီကြားကတကားရီလိုပုံစံမျိုးဖြစ်ပြီး စီရီလာရဲ့မော်စွမ်းကြောင့်ကွဲထွက်သွားပြီးတခြားကဘာမိစားတွေဝင်လာခဲ့တဲ့အကြောင်းရှင်းပြလိုက်တာကြောင့်မလို့စီရီလာကတောင်းပန်လိုက်ပါတယ်။အရက်ဆိုင်မှာတချင်းဆိုပြီးသွားတဲ့ Jesky Yasi ကို Renifa ရောက်လာခဲ့လို့လန်သွားခဲ့ပေမဲ့နှစ်ယောက်သားကဖတ်လိုက်ကြသလိုအကြောင်းအကျိုးရှင်းပြလိုက်ရင်သူ့ကိုကူညီပေးဖို့အတွက် Renifa ကပြောလိုက်ပါတယ်။အရက်တူတောင်းနေတော့ဂဟတ်ဝင်လာလို့ Nefka စစ်သူကြီးဖြစ်ကြောင်း Renifa ကမိတ်ဆက်ပေးလိုက်တယ်လို့အနုပညာသမားလေးကတော့အမြဲတမ်းကောင်းမှုလုပ်ရင်ကူညီတတ်တာကြောင့် Sintra အထိပို့ပေးဖို့သဘောတူလိုက်ပါတယ်။ ယ်တော့ကမိုနိုလစ်ပြိုကွဲသွားတဲ့စင်ထရာအထိသွားပြီးတခြားမိစားတွေရှိမရှိရှာဖို့အတွက်ပြင်ဆင်နေပါရီအမာရွတ်တွေကိုမော်ဆွမ်းနဲ့ကုနိုင်ပေမဲ့စိတ်တန်ရာကတော့ကုသလို့မရနိုင်ခဲ့တာကြောင့်မင်းညာတိတိတူးဖို့တောင်းဆိုမိတာကိုခွင့်လွှတ်ပေးပါလို့မေရီဂိုးစ်ကတောင်းပန်လိုက်ပါရီဖက်စမီရာရောက်လာခဲ့တာကြောင့်စင်ထရာကိုသွားမဲ့ကိစ္စဟာနာနမည်ကိစ္စတွေမပါဘဲမော်နိုလစ်နဲ့မိစားတွေအတွက်လို့ရှင်းပြရင်ဝစ်ချာတယောက်အနေနဲ့လောရမဲ့တာဝန်တွေဖြစ်နေလို့ဆုံးဖြတ်ပြီးတဲ့အကြောင်းဂေရိုကပြောလိုက်ပါရီ မေရီဂိုးစ်ကနက်ဖကာရီစီမှာမိုနိုလစ်တွေအကြောင်းသူတည်တနာလုပ်ခဲ့တဲ့အသည့်မော်စီယာအစ်ထရစ်စီရောင်းလို့မော်မိုးဝါဖွင့်ပေးလိုက်တယ်လို့စာကြည့်ရတဲ့မှာသူတည်တနာသမိုင်းတွေပြုစုနေတော့မိုးဝါတစ်ခုပွင့်လာပြီးဂေရော့ရောက်လာတွေ့လိုက်ရလို့အစ်ထရစ်ကမော်တိုင်းတစ်ခုဖန်တီးပြီးတော့ဂေရော့ကိုဘသူလဲလို့မေးလိုက်ပါတယ်ရီဒီနီယာမှာညောက်တဲ့အခါမှာတော့ဂျက်စကီယာကနက်တငယ်နဲ့ရန်နီဖာရိုကိုဖောက်ခေါ်သွားခဲ့ပြီးတော့ဒေမော့ဘောကိုပြတ်ဆောင်းလွှဲရင်းပုံမှန်တိုင်းလမ်းလျှောက်ပြီးတော့တက်လာခဲ့ပါတယ်အဆောင်ကလက်မှတ်တောင်းလို့တချင်းဆိုပြီးယူဂျင်အောင်ဆောင်းလိုက်တော့မှ နမေကျော်အရှုံးမပေးနဲ့ကြိုးစားဆိုရတဲ့ချင်းဖြစ်နေလို့သဘောကျသွားခဲ့ပြီးတော့ကိုကြီးပနာနာဟဲဟဲတွေ့ရတာဝမ်းသာပါလေငါပြောသည်ကြွေးကျင်ပါလေလို့ပြောရင်းနဲ့လှေပေါ်တက်ခိုင်းလိုက်ပါလေငါပြောသည်ကြွေးတာစော်ကားတွေခံစားလို့ပြန်ဆဲလိုက်ချိန်မှာတော့လှေပေါ်တက်ခွင့်မရလိုက်တော့ပါဘူးခင်ဗျာအချိန်ဒီမဟန်မန်းသိလို့အဆောင်တစ်ဖက်လက်နဲ့ပါထုတ်ဖို့နတ်ငယ်ဘိုးကြီးကတာဝန်ယူလိုက်တာကြောင့်မလို့ Jeskia နဲ့ Renny Faro ဖွဲ့လေဘော်ခိုးတက်လာနိုင်ခဲ့တာပါ Renny Faro ကမော်စွမ်းမရှိတော့တာကိုအမှန်တမ်းပြောပြလိုက်တာကြောင့်မလို့ Jeskia ကသူကိုယ်တိုင်လည်းတချင်းနေမစူနိုင်မကြီးနိုင်တဲ့အခါမှာ ခံစားရခံစားချက်ကအတူတူမလို့အရင်လိုမလောင်ပြောင်တော့ပဲနားလေပေးလိုက်ရင်နှုတ်ဆက်ပြီးတော့ထွက်သွားလိုက်ပါရီအဆောင်နဲ့ရန်ဖြစ်မိလို့ Jeskia တယောက်လှင်းနဲ့လိုက်ခွင့်မရတော့တာကိုသိသွားတဲ့ Renifa တယောက်စစ်သူကြီးဂဟတ်တားနေတဲ့ခြားကနေမိတ်ဆွေစစ်တယောက်ကိုပြင်မထားနိုင်ဘူးလို့ပြောရင်းနဲ့ထွက်သွားလိုက်တဲ့အချိန်မှာပဲဇလန်တပိုင်းကလည်းပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ